င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မန်စီမြို့နယ်မှာခလရ121ကဗိုလ်မှူးတန့်စင်ကိုကိုဦးစီးတဲ့အင်အား90ပါတဲ့တပ်ဖွဲ့က KIA နဲ့ဒေါ်လန်တပ်ဖွဲ့တွေစကန်နီကိုချင်းကပ်လာစင်မှာထွက်ပြေးသွားပါတယ်။စစ်ကောင်စီကမြို့နယ်ပေါင်း182မြို့နယ်မှာစတင်ပြီးအတင်းကျပ်စစ်သားစုဆောင်တွေကအောက်ခြေရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ငွေညှိချေချောက်မှုတွေအလွန်ဆွေးရစွာဖြစ်ပွားနေတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မိုင်းခေါရွာသစ်စခန်းကခလရ121ကဘုံမူတန့်စင်ကိုကိုဦးစီးတဲ့အင်အား90ပါတဲ့စစ်ကြောင်းဟာ KIA ဦးစီးတဲ့ တော်လန်တပ်ဖွဲ့တွေစခန်းလေးကိုချင်းကပ်လာခြင်းတွင်ထွက်ပြေးသွားခဲ့လို့သိရှိရပါတယ်။အဲလိုစခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့် KIA ကအဲ့စခန်းကိုအလွယ်တကူသိမ်းပိုက်ရရှိခဲ့လို့လည်း KIA သတင်းမြစ်ကပြောပြပါတယ်။မတ်လ23ရက်ညတကောင်းရံအချိန်မှာ KIA ဦးဆောင်တဲ့တော်လန်တပ်ဖွဲ့တွေကမန်စီမြို့နယ်မန်းခေါင်ရွာတစ်စခန်းကိုတိုက်ခိုက်ရန်အတွက်ချင်းကပ်လာခြင်းတွင် ခေါလရ121ကဒုတရင်မှုဘုံမှုတန့်စင်ကိုကိုဦးစီးတဲ့စစ်ကြောင်းဟာအခုလိုထွက်ပြေးသွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်မနေ့အစောပိုင်း7နိုင်ခွဲလောက်မှာ KIA ဟာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့မိုင်းခေါရွာသစ်စခန်းကိုတက်ဆွဲကသိမ့်ပိုက်လိုက်တာလည်းဖြစ်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြပ်ဖက်စစ်ကောင်စီကစစ်မှုထမ်းရန်ကင်းလွတ်ခွင့်ရရှိသူတွေရွှေစန်းခွင့်ရှိသူတွေရှုပ်ပေါက်ခွင့်ရှိသူတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုနှီးဝရီမှာထက်သွင်းထားရလို့သိရှိရပါတယ်စစ်မှုမထမ်းမနေရပြည်သူစစ်မှုတန်းဥတွေရဲ့ပုံမှန်22မှာကင်းလွတ်ခွင့်ရရှိသူတွေဖြစ်သာသနာဝန်ထမ်းတွေအိမ်အောင်တဲ့အမျိုးသမီးတွေအိမ်အောင်ပြက်ပေမဲ့ တားသမီးရှိသူတွေပါဝင်တယ်လို့ကိုလက်အင်ကတခုခုအမြဲတမ်းမတန်ဆန်းသူတွေဟာစစ်တပ်ကပြည်သူ့စစ်မှုထမ်းဖို့တဲ့မသင့်တော်ဘူးလို့သတ်မှတ်ထားသူတွေဖြစ်ပါဝင်ပါတယ်။နောက်ဆုံးအချက်ထဲမှာတော့ပြည်သူ့စစ်မှုတန်းဆင့်ခွေဘိုးဘက်ကအမိန့်ထုတ်ပြန်ပြီးကင်းလွတ်ခွင့်ပြုထားသူတွေလို့ပြတ်တန်းထားပါတယ်။နေဦးတွေထဲမှာတော့အသေးစိတ်အချက်ဆက်တဲ့ချက်ကိုထပ်မံပြတ်တန်းထားပါတယ်။ဒါအပြင်နေဦးတွေမှာရှော့ပေါက်ခွင့်ရှိသူတွေဖြစ်ရှော့ထားသူမိဘနှစ်ပါးစလုံးဟာနိုင်ငံဝန်ထမ်းဖြစ်နှစ်ပေါင်း20ထက်မနည်း တာဝန်ထမ်းဆောင်နေစေဖြစ်ရင်ဓမ္မမို့နမိုင်ငွန်တန်းဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ပစ်အငင်းစားယူခဲ့သူဖြစ်ခဲ့ရင်ဒီလျှောက်ထားသူဟာဥရေရ၎င်းထမ်းဆောင်ရမယ်ပြည်သူစစ်မှုထမ်းကာလရဲ့ထွက်နေပါကိုရှော့ချနိုင်တယ်လို့လည်းဆိုထားပါဗျ။လျှောက်ထားသူရဲ့မိဘတအိုးဟာနိုင်ငံဝန်ထမ်းဖြစ်နေတယ်ဒါမှမဟုတ်အငင်းစားယူခဲ့ရင်လျှောက်ထားသူကိုသုံးပုံတစ်ပုံတိရှော့ချပေးနိုင်တယ်လို့လည်းဖော်ပြထားပါဗျ။ဒါအပြင် ပြည်သူစစ်မှုထမ်းတအိုးဟာတောင်ဝန်ထမ်းဆောင်နေတဲ့ကာလအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့ရင် ထိခိုက်ဒဏ်ရာရရှိထားတဲ့နောက်ပိုင်းဆက်လက်တာဝန်ထမ်းဆောင်ဖို့အတွက်ကြံရှိတဲ့ကလာအားရှော့ပေါ်ပေးနိုင်တယ်လို့လည်းပြဋ္ဌာန်းထားပါဗျ။လားတို့နိဝရီမှာ ရွှေဆိုင်ခွင့်ရှိသူတွေအဖြစ်ကျမ်းမာရေးအစ်စ်မမိတာအပါအဝင်နိုင်ငံဝန်နဲ့ပညာသင်ကြားနေသူတွေတခြားဆောက်ရှောက်သူမရှိတဲ့မိဘဖောက်တွေလှုပ်ကြွေးနေသူတွေနဲ့ထောင်ဒဏ်ကြခံနေသူတွေ၊မွေးရစေဝါဖျက်ဖို့စေကူတမှုခံယူနေသူတွေ၊စတဲ့သူတွေလည်းပါဝင်နေပါဗါဒီအချက်လက်တွေဟာ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေနဲ့စစ်တပ်ရဲ့ရွေးချယ်ရေးအဖွဲ့တွေရဲ့လုတ်ပိုင်ခွင့်ကိုသတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။ပြဋ္ဌာန်းချက်တွေဟာတိကျခြင်းမရှိပဲတရေဘင်းလိုလိုအပ်သလိုဆွဲဆန့်နှံကြုံနိုင်ရှိနေတာကြောင့်လက်ပေးလက်ယူမှုတွေဟာအကြီးအကျယ်ဖြစ်ပေါ်နိုင်ကလက်ရှိအခြေအနေမှာတော့လူစားထုတ်ရင်300 350ဈေးခေါ်နေကြပြီး နိုင်ငံရဲ့စီးပွားရေးလူမှုရေးပညာရေးခန္ဓာတွေမှာလူငယ်အရင်းမြစ်တွေအကုန်ပျောက်ဆုံးပြီး ပျော်ချနေပြီလို့တရားလို့တော်ရှင်နေတူကသုံးသက်ပြောဆိုပါတယ်ရှင်။တက်ဆက်ထဲမှာပဲစစ်မှုထမ်းဥပဒေအရမြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်း182မြို့နယ်မှာစတင်ပြီးအတင်းကျပ်စစ်သားစုဆောင်းတာတွေလှုပ်ဆောင်နေရလို့ Data for Myanmar အဖွဲ့ရဲ့ထုတ်ပြန်ထားတဲ့စည်ရင်းစရားတွေကသိရှိရပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေစတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ10ရက်နေ့မှာကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုမြန်မြန်ဆန်ဆန်အကောင့်ထဲပေါ်လာတာလည်းဖြစ်ပါတယ်။ Data for Myanmar အဖွဲ့ကမတ်လ22ရက်နေ့ထိစုစည်းထားတဲ့အချက်လက်တွေအရမြို့နယ်ပေါင်း182မြို့နယ်မှာစစ်မှုထမ်းဥပဒေအကောင့်ထဲပေါ်ဖို့တွင်စည်ရင်ကောက်ယူတာမဲနိုင်ရွေးချယ်တာစစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် ပတ်ပုံတင်စည်ရင်သွင်းဖို့စင့်ခေါ်တာတွေကိုစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့လည်းဆိုထားပါဗျ။လူရည်များပြရဲ့ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့နေပြီးတော့ကောင်စီတက်ကမြို့နယ်အများစုနဲ့ကြံတိုင်းနယ်ပြည်နယ်တွေကမြို့နယ်တွေမှာစတဲ့အကောင့်ထဲပေါ်နေတာလည်းဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေတက်ကမြို့နယ်အချို့မှာတော့မြို့ပေါ်ရက်ွက်တွေနဲ့နီးစပ်ရာကျေးရွာတွေကိုသာ ဦးစားပေးလှုပ်ဆောင်နေရကိုတွေ့ရှိရတယ်လို့ data for မြန်မာရဲ့စစ်တမ်းအရသိရှိရပါတယ်။ဒါအပြင်စစ်မှုရန်ဥပဒေကိုအကြောင်းပြပြီးရက်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကငွေညှိမှုတွေတနိုင်ငံလုံးမှာစိုးစိုးရွားရွားဖြစ်ပွားနေတယ်လို့လည်းပြည်သူတွေကပြောဆိုပါတယ်။မကွေးတန်းပွင့်ဖြူမြို့နယ်မုံစလဲကျေးရွာဥက္ကဋ္ဌမြင့်ကြီးကစစ်မှုမထမ်းဆောင်လို့ရင်ညောင်ပင်ဆောက်ကျေးရွာနဲ့အင်းနဲ့ရွာနှစ်ရွာပေါင်းပြီး 3လကိုတကြိမ်390ပေးရမယ်လို့မက်လာ20နေ့မှာအစည်းအဝေးခေါ်ယူပြီးတရားဝင်ပြောဆိုလိုက်တယ်လို့လည်းသိရှိရပါတယ်။လားတော့ AI တိုင်းဖြာပုံခိုင်အမမြွနယ်ခွဲကြည့်ရတယ်မှာလဲစစ်ထဲကိုမဝင်ခြင်းငွေကြက်390ကနေ3100အထိကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှုတွေကတောင်းခံနေတဲ့အပြင်ရွာမှာရှိတဲ့အင်အားစုတွေကလည်းလစဉ်ငွေကြေး3000ပေးဖို့ကောက်ခံကစစ်မှုရန်ဥပဒေကိုအကြောင်းပြပြီး ပြည်သူတွေကိုဖိနှိပ်အနှံ့ကျင့်တာတွေကိုဆက်လက်ဇက်တိုက်လှုပ်ဆောင်နေရလို့လည်းသိရှိရပါပါတယ်ရှင်။ မကွေးတပ်သင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတပ်ပခုတ်ကူမျိုးနဲ့အမှတ်၁၁ချင်းမြန်တက်မှဌာနချုပ်ကထွက်ခွာလာတယ်။ကားစီ၁20ကျော်ပါတဲ့ရခိုင်ပို့စစ်ရင်တန်းကိုဒရုန်းနဲ့ပုံကျပြီးမိုင်းဆွဲတက်ခဲ့ခရာကနေစစ်သား၄ဝါတေသွားတယ်လို့မိုင်းပောက်ကွာတာဝန်ရှိသူတို့ကပြပြပါရစေ။မလ23နှစ်မှာပခုတ်ကူကနေကမမျိုးဘက်ကိုထွက်ခွာလာတဲ့ရခိုင်တေရင်အစီရ120ကျော်ပါတဲ့စစ်ကြောင်းကိုမိုင်းဆွဲတက်ခဲ့တဲ့ဒရုန်းနဲ့ပုံကျတက်ခဲ့ခဲ့တာလေလှုပ်ဆောင်ခဲ့လို့သိရှိရပါရစေ။ အဲ့လိုတက်ခတ်ခရာကြောင့်စစ်ကောင်စီတပ်သားအများပြားဟာတည်သွားသလိုထိခိုက်ဒဏ်ရာရှိရာတွေလည်းရှိပြီးမော်တော်ယာဉ်တွေလည်းထိခိုက်ပျက်စီးခဲ့လို့သိရှိရပါတယ်။မိုင်းဆွဲဘုံကျဲတက်ခတ်ခံရမှုတွေကြောင့်ရင်ထဲဟာဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲရပ်တန့်နေခဲ့ပြီးစစ်သားရဲ့ပြူစောထီတွေကိုလမ်းဘေးဝဲရမှာကင်းပုံချထားကနေရာယူထားရလို့လည်းသိရှိရပါတယ်။လာတို့မတ်လ24ရက်နေ့ကလည်းကမ္မမြို့ကိုရောက်ရှိနေတဲ့အကျန်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့ရင်နှန်းက စစ်သားတရားခန့်ဟာလည်းမြန်မြွနယ်တွင်းမှပြူစောတဲ့ရွာကိုချင်းလင်းစစ်ကြောင်းနယ်ဝင်ရောက်လာစဉ်မှာ ော်လန်တပ်ဖွဲ့တွေက drone နဲ့ဘုံဒီအလုံး90ကျော်ကိုကျဲချတိုက်ခတ်ခဲ့ရမှာစစ်သား၄ဦးဟာသေသွားပြီးဆယ်နှစ်ဦးခန့်အားထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်ထိခိုက်ဒဏ်ရာရှိသူတွေကိုတွင်းမှပြူစောတိကျွေရတွင်တယ်ဆောင်သွားကြတာဖြစ်ပြီးစစ်ကူတမဲ့သူမရှိတာကြောင့်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လာတဲ့အာဏာသိမ်းမှုကြောင့်လက်အောင်ငယ်သားတွေတည်ဆုံရတာကိုစစ်သားတွေကအော်ဟစ်ဆဲဆိုချိန်မောင်းနေကြရလို့လည်းသိရှိရပါတယ်ဒါအပြင်နောက်တန်းကိုပြင်ရောက်ရင်တုတ်ထွက်စာတင်ကြဖို့နဲ့ ထွက်ပြေးကြဖို့တိုင်ပင်ဆွေးနွေးနေရလို့လည်းတက်တွင်းဖျဲသည့်ကတည်င်းပေးဖို့မှုကိုရရှိထားကြောင်းမြိုင်ပကပတာဝန်ရှိသူတို့ကပြောပြပါရရှင်။ ကရင်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါရယ်ကရင်ပြည်နယ်ဖာပုံမြို့တောင်ဘက်ကအကျန်းဖက်စစ်ကောင်စီတပ်ရဲ့စစ်ပြူဟာအခြေကျစပကတေရတခလောက်ခံတရင်စခန်းတွေအလုံးတီရှိရာ ကုလူသွားရာလမ်းတွေအလုံးကို KNU တပ်မှငားနဲ့တော်လန်တပ်တွေအလုံးကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်လိုက်တယ်လို့ KNU တပ်မှငားကကြေညာလိုက်ပါရယ် မလ၁၉ရက်နေ့ကနေစတဲ့ကအကြက်ဖက်စစ်တဲ့စပါခတဲ့ရတခလောက်ကတရင်စခန်းတွေတရှိတယ်။မက်တရိုးဝင်တော့တကွန်တိုင်းနဲ့ဝေစာဆတဲ့နေရာတွေရဲ့ကုလူဆက်ဆံဆက်သွယ်ရေးလမ်းတွေအလုံးကိုဖြတ်တောက်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲလိုဝန်ရံပိတ်ဆို့ဖြတ်တောက်မှုဟာ စစ်ကောင်စီရဲ့နေမြေချက်ထွင်မှုတွေကိုရုတ်သိမ်းဖို့အတွက်မရုတ်သိမ်းရင်တိုက်ခိုက်မောင်းထုတ်သွားမယ်လို့2020ပြည်နှစ်ကထုတ်ပြန်ချက်ရဲ့နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုဖြစ်တယ်လို့လည်းဆိုထားပါဗျ။စစ်ကောင်စီက2020ပြည်နှစ်က KNU ရဲ့ထုတ်ပြန်ချက်ကိုမလိုက်နာတဲ့အပြင်2021ခုနှစ်ကလည်းအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်စခန်းတွေကိုအခိုင်အမာမုန်းမံဖြစ်ပြင်တာအသက်ဆောက်လုပ်တာမဟာဗျူဟာလမ်းကြောင်းဖွင့်လုပ်တာတွေကိုတိုးချဲ့ကလှုပ်ဆောင်ခဲ့တယ်လို့ ကင်ပြည်နယ်တွင်ဆဲအုပ်ချုပ်ရေးရန်နေရာကိုအစီအစဉ်တကြအခိုင်အမာတိစောက်ခဲ့တယ်လို့လည်း KNU မူတော်သတင်းစင်မှာဖော်ပြထားပါတယ်။ဒါအပြင်အပြစ်မဲ့ပြည်သူတွေကိုနှင်းပန်းနှိပ်စက်တာအပါအဝင် ပြည်သူတွေရဲ့ကြေးရွာတွေကိုလေနဲ့ဘုံကျဲတက်ခဲ့တာလက်နက်ကြီးတွေနဲ့ရွေကျက်ရှိရှိပစ်တာတွေကြောင့် ပြည်သူထောင်နဲ့ချီရဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြရတယ်လို့လည်းသိရှိရပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေဖောက်ပုံချင်းဆက်တရင်တွေနဲ့တနင်္ဂနွေလုံးကဆက်အာနာရှင်စနစ်ခြုံရင်းရေးအတွက်အမှန်ငါတက်မာနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဖောက်ပုံချင်းဆက်တပ်စခန်းတွေရဲ့ကုလူဆက်သွယ်ရာလမ်းကြောင်းတွေအလုံးကိုဖျက်တောက်ထားတာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့ဖောက်ပုံမျိုးအခြေဆက်တရင်တွေအလုံးစုံထောက်ခွာသွားဖို့အတွက်လည်း PRP လှုပ်ဆောင်နေရလို့သိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာအတေးအဓမ္မစစ်မှုထမ်းရဆင်းရဲကောက်ပြီးစစ်သည်ကိုတွင်းနေတဲ့အုပ်ချုပ်ရေးမှုစံလွင်ကိုပြစ်ခတ်ရှင်းလင်းရကလည်းနေရာမှာပဲတည်သွားတယ်လို့ကြိုက်ထုံတော်လိုင်းအင်အားစု KRF ကသတင်းထုတ်ပြန်ထားပါတယ်။မလ24ရက်နေ့မနေ့9နိုင်လောက်မှာကြိုက်ထုံမြို့နယ်တောင်ကလေးကျေးရွာရဲ့စစ်ကောင်စီကအုပ်ချုပ်ရေးမှုအသည့်ဖြစ်တဲ့စံလွင်ဟာသူ့ရဲ့နေအိမ်ကအုပ်ချုပ်ရေးမှုရုံးကိုတွားရောက်စဉ်အတွင်းလမ်းမှာပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့လည်း KRF ကထုတ် ုတ်ပြန်ထားပါတယ်။တည်ဆုံးသူအုပ်ချုပ်ရေးမှူးစံလွင်ဟာတောင်ကလေးကျေးရွာအုပ်စုအင်းဝကျေးရွာ၊ကွင်းကလေးကျေးရွာနဲ့တောင်ကလေးကျေးရွာတို့ကလူငယ်တွေကိုစစ်မှုထမ်းဆောင်မှုအတွက်အတင်းအဓမ္မဆင်းရဲကောက်ခံတာ စုဆောင်တာတို့ကိုလှုပ်ဆောင်နေတာဖြစ်ပြီးမတ်လ25ရက်နေ့ကမဲနိုင်ပွဲကိုပြုလုပ်ကလူငယ်တွေကိုစစ်သည်ကိုတွန်းပို့ဖို့ကြိုးစားနေသူဖြစ်တယ်လို့လည်း KRF ကဆိုထားပါဗျာ။လာတို့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ငှက်ရက်ကွက်မှာလဲ စစ်မှုထမ်းဆင်းကိုလိုက်လံကောက်ခံနေတဲ့ရက်ွက်ရုံစီဖြစ်တဲ့အောင်ဆန်းဦးဟာပြစ်ခတ်ခံခဲ့ရတယ်လို့ဒေသပြည်သူတွေကပြောပြပါဗျ။ဒါပေမဲ့ရက်ွက်ရုံစီအောင်ဆန်းဦးဟာမသေးပဲလွတ်မြောက်သွားခဲ့လို့လည်းသိရှိရပါဗျ။အောင်ဆန်းဦးဟာလူငယ်တွေကိုစစ်မှုထမ်းဆောင်ဖို့အတွက်အတင်းအဓမ္မဆင်းရင်သွင်းလိုက်လံကောက်ခံနေသူတိုးဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောပြပါဗျ။လက်ရှိမှာရက်ွက်ရုံစီအောင်ဆန်းဦးပြစ်ခတ်ခံရမှုအတွက်ပြစ်ခတ်သွားသူတွေကိုဖမ်းဆီးရရှိရတဲ့စစ်တပ်ကပြည်သူတွေကိုချင်းချောင်နေရလို့လည်းသိရှိရပါဗျ။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။